ဂဇင်ကလျား theory KS theory ဆိုတဲ့ဇာတ်ကလုံးကိုကြားလိုက်တာနဲ့ဗယံပရာစီးမဲ့ကမ်းမဲ့ဖြစ်စဉ်လို့ထင်ရပေမဲ့သိပ္ပံပညာမှာတော့ဒါကပိုပြီးတိကျတဲ့အဓိပ္ပာယ်ရှိပါတယ်။ဂဇင်ကလျား theory ဆိုတာကပြင်ပအနောက်ရှက်မပါပဲတတ်မှတ်ထားတဲ့စီးမြင့်နေနဲ့လဲပတ်နေပေမဲ့လည်းအစပိုင်းအချိန်နေ initial conditions မှာရှိတဲ့သေးငယ်တဲ့ကွာခြားချက်လေးတွေကြောင့်အချိန်ကြာလာတာနဲ့အမျှအလွန်ကြီးမားတဲ့ရလတ်တွေကွာဟသွားနိုင်တယ်ဆိုတော့ယူဆချက်တစ်ခုပဲဖြစ်ပါတယ် မူရင်းအဆိုမှာတော့ when the present determines the future but the approximate present does not approximately determine the future ကစင်ကလျားဆိုတာကပြစ်စုံပံကအနာဂတ်ကိုအတိအကျသတ်မှတ်နိုင်ပေမဲ့ခံမှန်းခြေပြစ်စုံပံကတော့ခံမှန်းခြေအနာဂတ်ကိုသတ်မှတ်မပေးနိုင်တဲ့အခြေအနေပဲလို့မိုးလေဝသပညာရှင် Edward and Lawrence ကရှင်းပြခဲ့ပါတယ် ဒါကိုရိုးရှင်းစွာပြောရရင်စနစ်တစ်ခုရဲ့အစကိုအသေးငယ်ဆုံးလေးတစ်ခုလောက်ပဲလွဲချော်ပြီးတွက်မိရင်တောင်ရလတ်ဟာလုံးဝကိုပြောင်းပြန်ဖြစ်သွားနိုင်တယ်ကိုဆိုလိုပါတယ်။ဒီ theory ရဲ့အထင်ရှားဆုံးနဲ့လူသိအများဆုံးအယူအဆကတော့ butterfly effect ပါပဲ။1982ခုနှစ်မှာ Lawrence ကသူ့ရဲ့ဟောပြောပွဲတစ်ခုမှာဒီလိုမေးခွန်းထုတ်ခဲ့ပါတယ်။ Does the flight of butterfly wings in Brazil set off a tornado in Texas? ရာဇီးကလိပ်ပြတကောင်ရဲ့တောင်မှန်ခတ်လိုက်ခြင်းဟာတက်ဆက်မှာလေစင်နာမောင်းတစ်ခုကိုဖြစ်စေနိုင်သလားဒါကတကယ်တမ်းလေစင်နာမောင်းဖြစ်စေတယ်လို့ဆိုလိုတာထက်အလွန်အင်ပတန်သေးငယ်တဲ့အစာပြိုးမှုတစ်ခုဟာကဘာတဝန်းကယာတီဥတုလိုမျိုးရှုပ်ထွေးတဲ့စနစ်တစ်ခုမှအချိန်ကြာလာတဲ့အခါမယုံနိုင်စရာ ကြီးမားတဲ့အကျိုးသက်ရောက်မှုတွေဖြစ်ပေါ်စေနိုင်တယ်ဆိုတာကိုရည်ညွှန်းတာပါလိပ်ပြရဲ့တောင်မှန်ခတ်လိုက်မှုကြောင့်ဖြစ်ပေါ်လာတဲ့လေထုပီအားကွာခြားခြင်းအသေးစားလေးဟာ အစင်းစင်ပေါင်းစည်းပြီးနောက်ဆုံးမှာတော့ကြီးမားတဲ့မုံတိုင်းအဖြစ်ကို ပြောင်းလဲသွားနိုင်တယ်ဆိုတဲ့သဘောတရားပဲဖြစ်ပါတယ်။ယာတိဥဒုခံမှန်းတာကဒီ theory အတွက်အကောင်းဆုံးသက်သေပါပဲ။မိုးလေဝသပညာရှင်တွေဟာလေဓုအပူချိန်ကို တိုင်းတာတဲ့နေရာမှာဓာတ်သမနေရာအထိအတိအကျတိုင်းတာမှုမပြုနိုင်ခဲ့ပဲမူရင်းတန်ဖိုး0.506127အစားခံမှန်းခြေ0.506လို့သာရိုက်ထည့်လိုက်တယ်ဆိုပါစို့ ထမဆုံး나ยีအနှဲငယ်အတွင်းမှာရလက်ကအနီးဆက်ဆုံးတူညီနေဦးမှာပါဒါပေမဲ့ရက်အနှဲငယ်ကြာလာတာနဲ့အမျှအဲ့ဒီ0.00027ဆိုတဲ့တင်းငယ်တဲ့ကွာချချက်လေးကအစထောင်ချီပွားများသွားပြီးမူရင်းခံမှန်းချက်နဲ့လုံးဝမတူညီတဲ့ယာစီဥရုအခြေအနေကိုရလက်အဖြစ်ဖော်ပြလာပါလိမ့်မယ်ဒါကြောင့်လဲယာစီဥရုခံမှန်းချက်တွေဟာရက်အနှဲငယ်ထဲပူကြတဲ့အခါတိကျဖို့ခဲယဉ်းတာပဲဖြစ်ပါတယ် ဒါကအစာပိုင်းအချိန်ဒီ initial conditions အပေါ်မှာလွန်စွာမှမိခိုနေလို့ပါပဲ butterfly effect ကရာသီဥတုအတွက်သာမကလူဘဝနဲ့စက်ကြဝဠာအထိတက်ရောက်မှုရှိပါတယ်ဒီတော့တင်ဒီနေ့လမ်းလျှောက်သွားရင်ပြုံးပြလိုက်တဲ့အပြုံသေးသေးလေးတစ်ခုစာအုပ်ဆိုင်ကနေမရည်ရွယ်ပဲကောက်ကင်လိုက်တဲ့စာအုပ်တအုပ်ဒါမှမဟုတ်စောစောပို့လိုက်တဲ့အီးမေးလ်တစ်စောင်စတဲ့အပြုမှုလေးတစ်ခုကတင်ဘဝလမ်းကြောင်းကို လုံးဝကွဲပြားတဲ့ပုံစံမျိုးဖြစ်လာစေနိုင်ပါတယ်။အသေးအဖွဲဟာ အသေးအဖွဲမဟုတ်တော့ပါဘူး။ကစင်ကလျား theory, chaos theory နဲ့ butterfly effect လိပ်ပြန်တောင်ပန်ခတ်တဲ့တက်ရောက်မှုကနေကျွန်တော်တို့ရရှိတဲ့အဓိက message ကတော့သင်ရဲ့လောက်ရတိုင်းဟာအရေးကြီးပါတယ်။ဘာလို့လဲဆိုတော့သင်လှုပ်လိုက်တဲ့အသေးငယ်ဆုံးအရာတစ်ခုကတောင်မှသင်မြင်နေရတဲ့စနစ်ထက်ပိုမိုကြီးမားပြီးရှုပ်ထွေးတဲ့စက်ကြောလာရဲ့ဇက်ခုံပေါ်မှာ ကြီးမားသောပြောင်းလဲမှုတစ်ခုဖြစ်စေနိုင်တဲ့အစပြုချက် initial conditions ဖြစ်သွားနိုင်လို့ပါပဲဒီတော့သေးငယ်တယ်လို့ထင်ရတဲ့တင့်ရဲ့ဆုံးဖြတ်ချက်နဲ့လောက်ရတိုင်းကိုသတိထားပါဘာလို့လဲဆိုတော့ဒီကဘာကြီးကိုပြောင်းလဲပြစ်နိုင်တဲ့စွမ်းအားဟာတင့်လက်ထဲမှာရှိနေပြီသားဖြစ်လို့ပါပဲနားဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးပဲကျမ်းမာချမ်းသာကြပါစေခင်ဗျာ